အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လလ10ရက်နေ့ကနေစပြီးတော့9ရက်နေ့တော့တွင်ဟာအထူးကောင်းတယ်မိမိရည်မှန်းတာတဲ့ပို့ပြီးတော့အဆင်ပြေနေမယ်အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်မယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လူတွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်ဝေကြီးရပိုင်ခွင့်နဲ့ဘဝတိုးတက်မှုတွေကတော့ အနှစ်သာရပြေဝနဲ့အထင်ရှားရရှိကြိုးပေးခြင်းကံမြမခြင်းနဲ့လိုရာပြည့်စုံခြင်းတွေပဲကိုထင်ရှားစွာပေါ်ပေါက်မဲ့အနေထားရှိတယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရက်နေ့ကအရာရာကောင်းသောနေ့အဆင်ပြေတဲ့နေ့ဖြစ်တယ်။နေ့ရက်နေ့မှာမတော်တဆနေကျူးဆဲမယ်ရန်တိုက်ခံနေတော့ရှိတယ်။တမင်းနေ့ကကောင်းစီကောင်းချော်ပြွေအထူးကောင်းတယ်။အဲ့ဒီနေ့မှာကောင်းစီယောဂကောင်းစီကောင်းချော်ပြွေယောဂကင်းတယ် အနာခင်းတဲ့ဘေးရှင်းတယ်။သုံးရနေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။ရည်မှန်းချက်တွေကိုအောင်မြောင်ဆောင်ရွက်နိုင်မယ်။လေးရနေ့မှာရပိုင်ခွင့်နေပြန်လဲတောင်းဆိုနိုင်တယ်။ငါးရနေ့မှာလုံးသမျှအောင်မြင်ခြင်းချိုးပြခြင်းရှိ။၆ရနေ့မှာကုန်ကြစရိတ်များမယ်။သူတပားကိစ္စကိုလှုပ်ပြလို့အောင်မြင်မယ်။ခုနှစ်ရနေ့မှာပြဿနာနှစ်ခုဖြေရှင်းရမယ်။ပြီးရင်စင်ပြေသွားနိုင်မယ်။ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေသောကြနေ့မွေးသူများကြောင့်စိတ်အနှောက်ရှက်ဖြစ်မယ်ရှစ်နှစ်ခွန်ကနန်းနေ့အကျိုးပေးတယ်အနဲ့ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါသွာလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလူဒါနပြုခြင်းမကြာခဏဆောင်ရွက်ပေးပါ။ယေရှုတင်ပါ။ Thank <laughs> you.